ကျွန်တော်တို့อ่ะဗျာဒီမှာယုံပြသစနစ်အရာဟိုအကြာကြီးပြလို့မရဘူးရန်ကုန်မှာကတော့အဲ့လို3 4ပတ်ဆက်ပြသွားတဲ့ယုံတွေရှိပေမဲ့လည်းနေဒီမှာဆိုရင်တစ်ပတ်ပြပြီးယုံဆင်းသွားရတာဆိုတော့မကြည့်လိုက်ရတဲ့ပြဿနာတွေလည်းအများကြီးရှိနိုင်ပါတယ်ယုံမလားခင်းနိုင်တဲ့ပြဿနာတွေလည်းအများကြီးရှိနိုင်ပါတယ်အခုမေလ25ရက်နေ့ Canal Plus မှာပြမှာဖြစ်ပါတယ်အ Canal Plus မှာကျွန်တော်ရဲ့အရှိအာဗဒောက်ကရဂီတာတို့ချစ်သူသာဘန်ဒဝင်ဖြစ်ခဲ့ရင်တို့လည်းဟို ပြထားတာဖြစ်ပါတယ်အဲ့တော့အခုစိတ်ကကြိုမကြည့်ရသေးတဲ့ပြဿနာတွေအားလုံးလည်း Canon Plus မှာကြည့်လို့ရပါတယ်ပြင်ရှိပြီးသားလူကိုကြောက်ဖို့မစဉ်းစားပါနဲ့ဟေးရမခမင်းရဲ့လူဆိုရင်ကို့လူကိုနိုင်အောင်ထိမှပေါ့သူနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးကိုရမခစိတ်ကကြိုးရိုက်တုံးကယမခကဒီစိတ်တန်ရာ နဲ့ trauma နဲ့ကြီးပြင်းလာတဲ့လူတယောက်ဖြစ်ပါတယ်ဒါဟိုအရက်စကားနဲ့ပြောရင်ရင်ရင်လေးယူနေတယ်လို့ပြောလို့ရမှာပါအဲဒီ character အတွေ့အဲကျွန်တော်ဒီစိတ်ပညာစာအုပ်တွေပြန်ဖတ်ဖြစ်ပါတယ်ပြီးတော့ဒီစိတ်ပညာအာဟိုဟိုဟာပညာရှင်တွေနဲ့လည်းကျွန်တော်တို့ဆွေးနွေးပါတယ်ပြီးတော့ဒီ director ရဲ့မင်းသမီးရဲ့စာရေးဆရာရောဒီ ဒီစိတ်ပညာဆရာကိုကျွန်တော်တို့ rehearsal တွေလုပ်တယ်အချင်းချင်းဆွေးနွေးပြီးမှဒီဇက်ကောင်ကိုမွေးမြူယူယူခဲ့တာဖြစ်ပါတယ်အများကြီးပါပဲဒီဒီဇက်လန်းကိုစပြီးရွေးတဲ့အချိန်ကနေစပြီးတော့ရိုက်ကူးပြီးစီးတယ်ရုံပေါ်ရောက်တယ်ဆိုရင်ဒါတစ်နှစ်လောက်ကြာခဲ့ပါတယ်ဒီတောက်လျှောက်မှာကျွန်တော်ဒီ character အတိုင်းပဲအဲကျွန်တော်နေတယ်တောက်လျှောက်အဲ့လိုတရက်ပြီးတရက်ဒီ character အတိုင်းစီမျောပြီးတော့နေတယ်ဒီ character အတိုင်းကျွန်တော်တို့တချင်းနေဖန်တီးတယ်အဲပြီးတော့အဲဒီ dialogue ကတော့စာရေးဆရာဖန်တီးတယ်ဒီဒီစကားတွေ dialogue တွေကိုကျွန်တော်အဲပူးပြီးတော့ယူတယ်ပြီးတော့ရိုက်ကူတယ်ရိုက်ကူပြီးတဲ့နောက်မှာလည်းတင်းဖြတ်တာကနေဒီ guitar ဖန်တီးတဲ့ဟာတွေအကုန်လုံးပေါ့နောက်ဆုံးရုံပေါ်ရောက်တဲ့အထိကဒါပြောရရင်ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးကိုကျွန်တော်ကဒီရံမခဆိုတဲ့စိတ်ကြီးနဲ့ကိုကျွန်တော်နေနေခဲ့တာပါရုပ်ရှင်ရုံပေါ်ရောက်သွားတဲ့အချိန်မှပဲဒါကိုကျွန်တော်စိတ်ထဲကနေလုံးလုံးလျက်လျက်ထုတ်နိုင်ခဲ့တာပါအာဒီရုပ်ရှင်ထဲမှာက ရမခကဒီကျွန်တော်တို့ရိုက်ပြထားတဲ့ဇက်လံမဖြစ်ခင်ကတည်းကဒီရုပ်ရှင်မင်းသမီးမေဝင်းဝါကိုရမခကဆွဲလန်းနေခဲ့တာပေါ့အဲသူကတော့ဒီထဲမှာပါဝင်တဲ့အဲ character အရာသူကအအဆွဲလန်းကြီးတယ်မကြာခဏဒေါသကြီးတယ်အစိတ်အဆွန်းရောက်တယ်နူးညံ့ရလဲအင်မတန်နူးညံ့သွားတယ်တခါတလေမှလည်းအင်မတန်ကြမ်းတမ်းခက်ထန်လာတယ်ဆိုတော့ဒီအဒီစိတ်ဝေဒနာရှင်ပေါ့အဲ ပြီးတော့အစွဲလန်းကြီးတာဖြစ်တဲ့အတွက်အဲသူကဒါဒီ music လုပ်တယ်ဆိုရင်လည်းသူဒါသူစံနေရာတီးတယ်ဒီ music တစ်ခုတည်းကိုပဲသူစွဲလန်းပြီးတော့လုပ်တယ်အဲ့လိုပဲဒီကားထဲမှာပါတဲ့မင်းသမီးလေးမေဝင်းဝါကိုသူစွဲလန်းသွားတယ်ဆိုတဲ့အချိန်မှာလည်းသူကဒါဟိုလုံးဝ100%အဲ့လိုအပြည့်အဝပေါ့နော်ယူတော့စွဲလန်းနေတယ်ပေါ့အဲ့ဒါဒါကဇက်လန်းစပြီးတော့ဟိုဒီရုပ်ရှင်ကိုစပြလိုက်ပြီဆိုကြတဲ့ဟိုကယမခဟာမေဝင်းဝါကိုစွဲလန်း ပြီးသားဖြစ်နေပြီးနောက်ဆုံးဇတ်သိမ်းခန်းရောက်တဲ့အထိပေါ့ရမခကငယ်စဉ်ကတည်းကဒါဟိုဒီစိတ်တံရရည်နဲ့ကြီးပြင်းခဲ့ရတယ်မိသားစုအဆင်မပြေမှုတွေရှိတယ်အမိဘကလည်းလူမမယ်ကလေးကနေကွဲသွားတယ်နောက်ပြီးတော့သူအဖိုးဖွားနဲ့ကြီးပြင်းရတယ်တံရရည်အများကြီးရတယ်ဆိုတော့ဒါသူကဘဝနာတဲ့လူတယောက်ပေါ့ဗျာဒါကြောင့်စိတ်တံရရည်ရခဲ့တာပေါ့ဒီလိုဘဝမျိုးကဘယ်သူမှဟိုမဖြစ်တော့ကောင်းတာပေါ့ကျွန်တော်လည်း မဖြစ်ချင်ပါဘူးအာအားလုံးကိုလည်းမဖြစ်စေချင်ပါဘူးစိတ်ပညာအင်မတန်ဟိုဟိုကျေပြန့်ပါတယ်ဟိုဒီစိတ်ဝေဒနာအမျိုးမျိုးရှိတယ်ဟို delusion ဖြစ်တာကိုအမျိုးမျိုးရှိတယ် hallucination ဖြစ်တာကိုအမျိုးမျိုးရှိတယ်အဲကျွန်တော်ဟိုဒီလိုအချမ်းမြင်ပြောလို့မရဘူးခင်ဗျာဒါကဆရာဝန်တွေပညာရှင်တွေပြောရမယ်အဲစကားမျိုးပါကျွန်တော်ဒီလောက်မတက်ကြွနားမလဲပဲねကျွန်တော်ဘာမှဟိုဝင်မပြောလို့မရပါဘူး ကျွန်တော်ကတော့ဒီရုပ်ရှင်ဖန်တီးတဲ့နေရာမှာအကျွန်တော်ရဲ့ဟိုရုပ်ရှင်ကိုဆွဲလန်းယူတော့ဆွဲလန်းမှုကအဲဒီဝင်ပြီးတယောက်ဆောင်တာတခုလည်းမဟုတ်ပါဘူးကျွန်တော်ကရုပ်ရှင်ကိုဖန်တီးရတာကိုဟိုကြိုက်တာပါကျွန်တော်တချင်းဆိုတဲ့နေရာမှာဆိုရင်လည်းအတချင်းဆိုရုံဆိုတာပဲမဟုတ်ဘူးတချင်းတစ်ပုတ်ဖန်တီးရတာကိုကျွန်တော်ကယူတော့ဆွဲလန်းနေတူပါအဲဒီရုပ်ရှင်ဖန်တီးတဲ့နေရာမှာလည်းအဲကျွန်တော်ဟိုကို တရုတ်ဆောင်တဲ့နေရာအဲ့လိုပေါ့နော်တခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တခြားနေရာကြီးလည်းကျွန်တော်တာဝန်ဝင်ဝင်ယူလေးရှိတယ်ဝါသနာပါလို့ပါအဲ့တော့ရုပ်ရှင်တခြင်းတွေကိုကျွန်တော်ဖန်တီးလေးရှိပါတယ်အဲရုပ်ရှင်ဇာတ်ကားတော်တော်များများကျွန်တော်ရိုက်တဲ့တဲမှာကျွန်တော်ရုပ်ရှင်တခြင်းတွေကိုဖန်တီးလေးရှိတယ်အဲဒီထဲမှာလည်းအဲတခြင်းအသက်၃ဘုတ်ပါဝင်ပါဒီဇာတ်ကားကိုစပြီးတော့အဲစတဲလိုက်ကလေးကကျွန်တော်ကဒီစိတ်ကိုတွင်းပြီးတော့နေတာဟုတ်ဆိုတော့ဆိုင်ဆိုင်ခမ်းလိုက်ရေးတဲ့တခြင်းတွေဆိုတာထက် ရံမခရေးတဲ့တခြင်းနေဆိုတာမျိုးဟိုဖြစ်နေတာပေါ့ဒီတရားတခြင်းနေကကျွန်တော်တို့ဒီရုပ်ရှင်ကိုဟိုကိုယ်ငချင်းကိုချင်ပြီးပြောရရင်ကျွန်တော်စလဲဆုံးကြိုက်ပါတယ်ဒီထဲမှာပါတဲ့ character တွေအကုန်လုံးကြိုက်တယ်ရံမခ character လည်းကျွန်တော်ကြိုက်တယ်ကြံတဲ့ character တွေအကုန်လုံးလည်းကျွန်တော်ကြိုက်ပါတယ်ကျွန်တော်တို့ကဗျာဒီမှာယုံပြသစနစ်အရာဟိုအကြာကြီးပြလို့မရဘူးရန်ကုန်မှာတော့အဲ့လို3-5ပတ် ဆက်ပြသွားတဲ့ယုံတွေရှိပေမဲ့လည်း네ဒီမှာဆိုရင်တစ်ဖက်ပြပြီးယုံဆင်းသွားရတာအဲဆိုတော့မကြည့်လိုက်ရတဲ့ပြိသက်တွေလည်းအများကြီးရှိနိုင်ပါတယ်ယုံမလားခင်းနိုင်တဲ့ပြိသက်တွေလည်းအများကြီးရှိနိုင်ပါတယ်အခုမေလ25ရက်နေ့ခန်နေ plus မှာပြမှာဖြစ်ပါတယ်အခန်နေ plus မှာကျွန်တော်ရဲ့အရှိအာဗဒောက်ကရဲ့ဂီတာတို့ချစ်သူသားဘန်ဒဝင်ဖြစ်ခဲ့လင်းတို့လည်းဟိုပြထားတာဖြစ်ပါတယ်အဲတော့အခုစိတ်ကကြိုးမကြည့်ရသေးတဲ့ပြိသက်တွေအားလုံးလည်းခန်နေ plus မှာကြည့်လို့ရပါတယ်